။မင်္ဂလာပါရှင်။ဒီနေ့တော့အမဲနှံ့လေးရှက်စားဖြစ်ပါတယ်။ဒါတော့စိုက်မှာတုံးထားတာဖြစ်တဲ့အတွက်အသားတော့နည်းနည်းသေးသွားပါတယ်။တကီလိုဖြစ်ပါတယ်အမဲသားပါ။ခြေကို၄တက်လောက်ဆင်းအောင်စီးပါတယ်။ ကော်မှုန်းဒါမှမဟုတ်စားနဲ့လည်းနေပြီးတော့စိတ်ပြရပါတယ်ရှင်။စီဘီဘီဆိုရလဲနည်းနည်းမို့စာချုံမောက်ဟင်းခံမောက်အလားလေးနဲ့နေပြီးတော့အတိတ်ရှာသမောက်နေပါတယ်ပြီးတော့ရေခဲတတတယ်မှာနှက်ထားပါတယ် 2နာရီဒါမှမဟုတ်2နာရီလောက်ထိနှက်ပြရပါတယ်ပြီးပြီဆိုရင်တော့ကျက်တုံးကြီးကျက်တုံးကြီးကိုမှတ်ပါပါတယ်ပြီးပပပြပါမယ်ပြန်ကျင်ဒီ ပပလေးတွေတည်ထားပါတယ်။တူတူမျိုးကတော့အစိတ်တူသေးလေးတွေတုံးထားပါတယ်။ကိုမြောင်ပါ။တူတူမျိုးလည်းပပလေးကညံ့ညံ့လေးဖြစ်အောင်ထောင်းထားပါတယ်။စပြီးကြောပါတော့မယ်။စီလီကိုအများကြီးထည့်ထားပါဦး။စီအနေဝင်လောက်ပဲထည့်ပြီးတော့တူတူမျိုးကိုစပြီးတော့ကြောပါမယ်။ အယောင်တင်ဖို့ဆက်လက်မှုတ်ခဲ့ပါမယ်။မိရတော့1200လောက်တင်တာပါတယ်။ပြီးတော့ပြန်ပြီးပြည့်ထည့်ပါမယ်။ဒီအနှစ်ဖြစ်သွားတဲ့ထိဆောင်ပြန်ပါပြန်ကြည့်ပြီးပြီးရင်ကြက်ကံပြီးကြက်ကံတမလာပြီးအနက်လေး ားပြီးဆိုတော့သားတွေစားထည့်ပြရပါပြီ။ပြီးရင်တော့ရေလုံးဝမထည့်ရသေးပဲနဲ့အဖုံလေးပဲမနာ ဖုန်းဖွင့်လိုက်တဲ့ချိန်မှာစီရောနည်းနည်းထွက်နေပြီဒါပေမဲ့အသားကမမူသေးတဲ့အတွက်ရေထပ်ခဲ့ပါတယ်ဒီလိုမျိုးရေကို၃ခေါက်လောက်ထည့်ပါတယ်လက်ဖေးပကံထည့်တော့နည်းနည်းကြီးပါတယ်ဟင်းခတ်တဲ့ခွက်ခွက်နဲ့ရေကို၄ခေါက်လောက်ထည့်ပါတယ်ဒါမှအသားရေနောက်ဆုံးအဆင့်မှာရေသေးကောင်းလောက်ထည့်ပြီးတော့ရေခမ်းပါပြီဆိုရင်တော့စီပြန်လာတဲ့အချိန်မှာနည်းနည်းလေးထပ်ပြီးတော့စားပြရပါပြီ အမ်သိသွားတာပဲရှိပါတယ်ကျန်တာတော့အရင်စောက်ကောင်းပါလေဥစ္စာကြည့်ကြပါနော်ဆုံးဖြတ်ကြည့်ပြီးကျေးဇူးတင်ပါတယ်ရှင်